ုံမှန်ရှားဖွေနေကြစကားလေးတခုရှိလိမ့်မယ်ကိုယ့်အကူရှားဖွေပါ ကိုဘသူလဲတီးပါစုကရိုင်းလည်းအများနဲ့ဒီစကားလုံးလေးပြောတယ်အဲ့ခါမှဆိုရင်မဆွေရှားဖွေဖို့မပြောနဲ့အခုတော့မှကြောင်ပြောင်နေတယ်ဒါမှမဟုတ်ရင် stuck ဖြစ်နေရပေါ့ဘယ်သွားလို့သွားမှန်းတော့မသိဘူးအဲ့တော့ဘလို့ရှားဖွေရမှာလဲကိုယ့်အကူဘသူလဲဆိုရဲအကြောင်းလည်းခါခါနာနာမသိဘူးအဲ့ဒီလိုမျိုးလူတွေအတွက်ဒီဗီဒီယိုလေးကိုလုပ်ပြတာပေါ့နော်ဘယ်အချိန်မှာကိုဘသူလဲဆိုတာကိုဘလို့သိနိုင်မလဲ ဘယ်လမ်းကိုသွားရမလဲဘယ် identity ကိုရွေးချယ်ရမလဲဘယ် career ကိုရွေးချယ်ရမလဲဒါတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်အကိုရှာဖွေနည်းတွေကိုဒီနေ့ပြောပြသွားမယ်နံပါတ်1 flow ဆိုတာကတန်လိုက်အင်များလို့ပဲ flow နဲ့ပတ်သက်ပြီးတော့ social media မှာလည်းသိကြလိမ့်မယ်မသိရင်လည်းဒါကိုအတူချုပ်လေးစူပြန်ပြီးတော့ရှင်းပြမယ် flow ဆိုတာဘာလဲဆိုဇန်ဝင်ခြင်းတခုခုလုပ်လို့ရှိရင်ကိုကဇန်ဝင်စားစွာနဲ့လုပ်နိုင်ခြင်းဒါဆို Kiri Book Club မှာလည်းအမြဲပြောပြဘူးတယ် flow ဆိုတဲ့စာအုပ်က နေလဲ summary ပြောတယ်လို့တခြားစာအုပ်မှာလည်းဒီ flow နဲ့ပတ်သက်ပြီးအချိန်ဖန်များစွာမြင် mention လုပ်လို့ရှိရသူကအဓိကပါလဲဆိုကိုတခုကိုလုတ်ပြီးဆိုရင်ထမင်းမေးဟင်းမေးနဲ့ဒီအရာကိုဇံဝင်ဝါအောင်လုံနိုင်တဲ့အရာဖုန်းချိဖို့၄မိနေတယ်ဒါမှမဟုတ်လေသူအလုံးမမဟုတ်ဘူးသူငယ်ချင်းတယောက်နဲ့တွေ့ရဒီသူငယ်ချင်းနဲ့တွေ့ရင်ဖုန်းကြည့်နေတာမဟုတ်ဒီသူငယ်ချင်းနဲ့စကားပြောရင်ဘလို့အချိန်ကုန်သွားမှန်းတော့မသိဘူးဒီစကားဝိုင်းလေးကကောင်းလိုက်တာဆိုတာဖြစ်နိုင်တယ်အဲ့ဒါဆိုရင်ကိုကဗတ်စကားတွေပြောနေခဲ့တာလေဘလို့လူနဲ့တွေ့ရင်ကိုယ့်ရဲ့အတွေးတွေက ကိုထင်ထားတာတဲ့ကိုရဲ့အလားအလာရှိမှုတွေကိုယ့်ကိုပြန်မြင်နေရတာမျိုးရှိနေလေအဲ့တော့ဘယ်အလုပ်လုပ်ရင်ကိုဒီလိုခံစားချက်ရစီလဲဆိုတော့နံပါတ်၁ရှာစီချင်တာအဲ့အရာတွေကလေကိုကကိုပြန်ရှာပွေးဖို့အတွက်အကောင်းဆုံးသော signals တွေပဲစာရင်းနေရတာဒါမှမဟုတ်ရင်ကိုဘယ်အကြောင်းအရာတွေ social media မှာဆိုလဲကြည့်လေရှိလေပေါ့တခုရရှိရပါတော့ဖုန်းသုံးနေတဲ့အခါမှာ flow ရဲ့ဝင်သွားတယ်ဖုန်းသုံးလိုက်ရင်ဘယ်နိုင်မှန်းတော့မသိဘူးဆိုတော့မပြောနဲ့ပေါ့နော်ဘာလို့လဲဆိုတော့ ဖုန်းဆိုတဲ့အရာကဆွဲလန်းအောင်ကိုတမင်ကိုဒီ social media owner က researcher တွေနဲ့ပတ်စံနေအများကြီးအချိန်အများကြီးပေးပြီးတော့လူတွေကိုဆွဲလန်းမှုဖြစ်အောင်ဆိုပြီးတော့ဒီ dopamine ကိုပပလေးနဲ့ခတ်ယူနေတဲ့အရာဆိုတော့ဒါတော့မပြောဘူးပေါ့အဲ့လိုပြောလို့ဟိုစပြောချင်တာမကောင်းတဲ့အရာဥမာဒါအရက်တောက်တဲ့အခါမှာ flow state ရောက်တယ်လို့ဖုန်းဆွဲနေတာကိုယ့်ရဲ့ flow state ချေရောက်နေတာရောစားနေရရင်ပျော်နေတာရောအဲ့လိုမျိုးတွေမဟုတ်ဘူးပေါ့ကိုယ့်ကိုအကျိုးပြုတယ် ဒီရလုံးနေရရဆိုလို့ရှိရင်အလုံးလိုမခံစားရတော့ဘူးပတ်စံလည်းရမယ်အကျိုးလည်းပြုတ်ရဲဆိုတဲ့အရာမျိုးပေါ့ပတ်စံမရလည်းကိစ္စတော့မရှိဘူးဒါပေမဲ့ကိုရီးယားဘဝရဲ့တသန်းတစ်လျှောက်မှာဆိုလို့ရှိရင်ကိုပတ်စံကိုရှာရမယ်ကိုရဲ့ဘဝလမ်းကြောင်းကိုကကိုဖောက်ရမယ်ဆိုတဲ့အချိန်လေးမှာငွေကြေးရလိုလိုအပ်တဲ့အရာဖြစ်တဲ့အတွက်အလုံးလောက်ရတယ်ဆိုတဲ့ feeling မဖြစ်ဘဲနဲ့ကို ကိုကြိုက်တာကိုလုံးနေရတယ် flow stage ရရောက်နေဆိုတဲ့အရာပါလဲဆိုတော့ number 1ချက်သိဖို့လိုတယ်အဲ့တော့ flow stage ကိုဘယ်အရာတွေကရောက်စီလဲအဲ့အရာတွေက main ပဲ number 2 energy ကိုနားထောင်ပါ energy ကိုနားထောင်ပါဆိုတာလေတချို့အလုပ်တရားလေပင်မလားဆိုပင်မနဲ့ဒါပေမဲ့ကိုယ်ကိုလေ energy မစုပ်ရုပ်ဝအောင်ပင်မနဲ့နောက်မှညအိတ်လိုက်ရင်ပျော်ပြီးတော့စိတ်ချမ်းသာပြီးတော့အိတ်တာမျိုးဥပမာစုပ်မျိုးသားဆိုရင်သူက virtual art နဲ့ပတ်သက်ရင်သူကအကုန်လုံးသဘောကျတယ်အမှုပညာကို အရင်ကြိုက်တဲ့သူပေါ့သူပကြီးပဲဆွဲရဆွဲရဒီဇိုင်းပဲဆွဲရဆွဲရဒီအကုန်လုံးပေါ့နောက်ဆုံးသူ director လို့တော့သူရိုက်ကူးရေးရှိရဆိုလို့ရှိလေရိုက်ကူးရေးမှာရိုက်ကူးနေရဆိုရင်သူ့ရဲ့ရိုက်ကူးရေးမှာဒီနေပူမိုးရွာရွာသွားပြီးတော့ မပင်မအောင်လားဆိုရင်တနေ့ကုန်ပင်မမယ်အဲ့လိုအလုပ်တွေလုပ်ရင်ပျော်နေရတယ်ကိုယ့်ရဲ့ energy ကဥပမာ physical energy ကသုံးလိုက်လို့ကိုယ်ကကိုယ့်ရဲ့ spiritual energy ကို emotional energy အမြဲဖြည့်တင်းနေရရမျိုးအဲ့တော့အဲ့ activities ကပါလဲဆိုတော့ရှာကြည့်တစ်ခါလေရအောင် walk out လုပ်တာလည်းဖြစ်နေပြီ walk out လုပ်ရင်ပထမဆုံးတစ်လနှစ်လလုပ်တဲ့သူကဘာဖြစ်လဲဆိုတော့နားရဲကျင်းတယ်ဒါပေမဲ့နောက်ပိုင်းကျတော့ပုံမှန်လုပ်တဲ့သူကျတော့ walk out လုပ်ရင် energy ပိုပြည့်ရဆိုတာသိတယ်မစကြောပုံမှန်တက်နေတဲ့သူက walk out ကို၃လလောက်လုပ်လိုက်ရင်စကြောပြည့်တာပျောက်သွားရဆိုတာသိတယ်အဲ့တော့ ပြန်ပြီးကို energy ဖြည့်ပြီးတဲ့အဲ့ activities ကပါလဲဆိုတာကိုရှာပွေခြင်းပြီးတော့မိတ်ဆွေပေါင်းသင်းဆိုလဲတိတ်တိတာတာပဲသူနဲ့တွေ့လိုက်ပြီဆိုလို့ရှိရင်အနောက်လက္ခဏာတွေဆောင်နေရမဟုတ်သူနဲ့တွေ့လိုက်ကို energize ဖြစ်တယ်အားရရှိလာတယ်လို့ပဲဒီသူငယ်ချင်းတွေစကားပြောလိုက်ရင်ဒါမှမဟုတ်လေနေရာတစ်နေရာကိုရောက်တယ်ဘယ်နေရာကို energy ဖြစ်စီလဲပေါ့စုဆိုရင်ဒီလိုအခန်းတယောက်တည်းရှိရဲ့နေရာ energy ဖြစ်တယ်ဒါမှမဟုတ်လို့ရှိရင်တခါလေ coffee site မှာ coffee site ဆိုတာဘယ်သူမှမကိုစကားလာပြောမှာတော့လူတန်လေးကြားနေရတော့အဲ့နေရာရဲ့ဆို energy ဖြစ်တယ် အဲ့တော့တပုံစံနဲ့တော့မရှိဘူးပေါ့နော်အဲ့ဒါကလေကိုယ့်ရဲ့ energy ကိုကိုယ့်ကိုအမြဲ listen လုပ်နေရတယ်အဲ့ခါမှဆင်တော့မှရှိသေးရနော်ဒီလိုလုံးဝအတန်တိတ်နေတဲ့အချိန်မှာဘာအလုပ်လုပ်ရင်ကိုယ်က energy ပိုပြီးရှိလဲ coffee ဆိုင်လိုမျိုးမှာလုပ်တဲ့အလုပ်ကကြတော့ဘာဖြစ်မလဲအဲ့လိုမျိုးအလုပ်တွေပုံမူတည်ပြီးတော့နေရာတွေပုံမူတည်ပြီးတော့ကိုယ့် energy ကိုပါ listen လုပ်ရင်ဘယ်နေရာမှာ energy အပြည့်ဆုံးဖြစ်တယ်ဘယ်အလုပ်ကိုလုပ်ရင်ပိုပြီးတော့ energy ဖြစ်လဲဆိုတာကိုပါကိုယ်ကသိသွားတယ်အဲ့လောက်ထိ awareness နဲ့ကိုယ့်က energy ကိုကိုယ့်ကိုစောင့်ကြည့်လို့ရတယ်နံပါတ်3ဘဝမှာလေး ရည်ရွယ်ချက်တစ်ခုပဲရှိစရာမလိုအင်တာနက်တစ်ခုပဲလည်းရှိစရာမလိုသူတို့ passion อ่ะတခုပဲလက်ရှိစရာမလို့တကယ်တော့ identity ဆိုတာလေ तू อ่ะတစ်ချိန်တည်းမှာအမြင်ပုံပြီးရှိတာမဟုတ်ဆိုဆိုပြောရဲပေါ့เนาะမဆုပြောင်းသွားလိုက်တာမဆုပြောင်းသွားလိုက်တာဆိုဆုပြောပြမယ်လူတွေ identity ကအမြင်ပြောင်းလဲနေနေရာပုံမူတည်ပြောင်းလဲအပေါင်းအသင်းတွေပုံမူတည်ပြောင်းလဲ career life ပုံမူတည်ပြောင်းလဲဥမာဆု career မှာဆိုလို့ရှင်ဆု2021ကဆိုရင် the mix spice ဆိုစုအလားပါနဲ့ပတ်သက်ပြီးတော့စုခယူစိုက်တယ်ကြိုက်တယ်ဒါပေမဲ့စုရဲ့စိတ်ပိုင်းဆိုင်ရာမှာ spiritual energy ကအဲ့လောက်ထိအခုလောက်ထိမကြည်လင်နေဘူးပြောရမလား emotional energy လည်းထိုးတူပဲပေါ့နော်နည်းနည်းအာယုံနောက်လွယ်တယ်ဒေါသထွက်တာမြင်ရတယ်တို့စသည်ဖြစ်ပေါ့ဒါပေမဲ့ဒီအခုလို query ကိုလုပ်တယ်ဆိုတဲ့အခါမှာဒါကဒီဥစ္စာဆိုရင်စုကတော့ဘာလို့လို့စီးပွားပြပဲလောက်တာပဲဒါပေမဲ့မတူဒီစီးပွားရေးလုပ်တဲ့အခါမှာစုရဲ့ identity changes ဖြစ်သွားတာထိုးတူပဲစု အနောက်တိုင်းမှာနေစုရဲ့ပုံစံတစ်ခုအရှိတိုင်းမှာနေ identity နောက်တစ်ခုအဲ့တော့ကအဲ့ normal ပဲအဲ့ဒါကိုကသိရမယ်အဓိကဘာလဲဆိုတော့သူက identity က changes ဆိုတာကကိုယ့်ရဲ့လုပ်တဲ့အရာတွေအပြုမူတဲ့အနေအထားတွေပေါင်းသင်းတဲ့သူတွေအပေါ်မူတည်ပြီးတော့အမြန်ပြောင်းလဲနေတာအဲ့ဒါကိစ္စမရှိဘူးအဓိကကအဲ့ရောင်းနေတဲ့အပေါ်မှာကိုထားတဲ့ value တွေအပေါ်မူတည်ပြီးတော့အမြန်ရော site လိုက်ပြီးတော့ လုံနေလားအဲ့ဒါအရေးကြီးဆုံးပဲဥမာထားပါတော့ကွာကိုကတော်တော်လုံးယုံကြည်ထားတာငွေရှာရင်တမအားဇီဝရှာမယ်လို့ယုံကြည်ပြီးတနည်းအားရောက်တဲ့ခါမှာဩဒါဆင်းတော့ငွေရှာတော့တမအားဇီဝရှာခြင်းမှရှာမယ်ဆိုရဲအဲ့လိုမျိုး core value တွေပြောင်းရမယ်လို့ပြောရမို့လူတွေက identity ရဲ့နေရာနဲ့အချိန်ပေါ်လိုက်ပြီးတော့အမြဲတမ်းအမြဲတမ်း evolve ဖြစ်နေတဲ့အရာဆိုတာသိစေချင်တာဒါကြောင့်ကိုကဆိုပါဆိုပကြီးဝါသနာပါတယ်ဒါပေမဲ့အချိန်ကာလတစ်ခုမှာပကြီးပဲဝါသနာပါတာမဟုတ်ဘဲနဲ့ဒီမှာ visual art ကို သဘောကျတာဖြစ်မှာပဲ။ပချီနဲ့တော့ဆက်ဆက်တယ်။ဒါပေမဲ့ကြိုက်တွေပြီးတော့ဖန်တီးရတာရတူချင်မတူမယ်။ဒါမှမဟုတ် 3D ကိုဆွဲရကြရင်လည်းကြိုက်မယ်။အဲ့တော့ကပြောချင်တာကကိုယ်တစ်ခု pression ဖြစ်တယ်ဆိုတိုင်းတသက်လုံးသွားမယ်မထင်နဲ့။အငြင်းတဲ့အသက်ဆိုတာရှိနေတယ်။ဒါကြောင့်ကိုယ်စိတ်ဝင်စားရဆိုရင်လှုပ်ကြည့်ကြည့်။ဘာမှမဖြစ်ဘူး try ကြည့်ကြည့်။အဲ့စိတ်ဝင်စားတဲ့ဥစ္စာလေးကနေပြီးတော့စိတ်ဝင်စားတာတက်တက်တက်လေးပေါင်းပြီးတော့ကိုမမြင်ရတဲ့ဥစ္စာတခုကိုကိုယ့်ကိုယ်လည်းတစ်ချိန်ရောင်ဖန်တီးနိုင်တာဖြစ်နိုင်တယ်။အခုရှာလို့မတွေ့လဲကိစ္စမရှိဘူး။အဲ့ဒါကောင်းတယ်။ဘာလို့လဲဆိုတော့ မတိကြနေတာကပြဿနာမဟုတ်ဘူးအဓိကကို action လုပ်နေဖို့ပဲဟိုအခန်းထဲမှာပိတ်ပြီးတော့လေကိုကကိုစဉ်းစားပြီးကိုဘယ်သူလဲဆိုတာစဉ်းစားလူလူရှိရင်အဖြေတွေ့မယ်လို့မထင်နဲ့အဓိကတော့လုံရင်းနဲ့အဖြေတွေ့တာသူကမလုံဘဲနဲ့ကိုကကိုထိုင်စဉ်းစားနေရယ် meditate လုပ်နေရယ် manifestation နဲ့လောက်ပြီးတော့ကိုယ့်ကိုတည်သွားတာမဟုတ်ဘူး။သူလုံရင်းလုံရင်းနဲ့မှငါဘာကြိုက်တယ်ငါဘာမကြိုက်ဘူးငါ energy ပဲချိန်တက်လေဒါရီရတည်တာမျိုးပေါ့။ Number 4မသေးကြတာကကိစ္စမရှိဘူး။ဘာလို့လဲဆိုတော့လေအဲ့ရ စု psychology student တယောက်အနေနဲ့ပေါ့နော်မတိကျမှုဆိုတာဘယ်အချိန်ဖြစ်လဲဆိုတော့ identity ကိုတကယ် form လုပ်မဲ့အချိန်မှာမတိကျမှုဆိုတာဖြစ်တယ်အဲ့ဒါ normal ပဲဘာလို့လဲဆိုတော့စုရောအရန်တေချာနေပြီဆိုရင်လည်းအဲ့လမ်းကြောင်းပေါ့သွားရသွားရဒါမှမဟုတ်လို့ရှင်လေကိုကကိုမတိပဲနဲ့ဒီလိုပေါ့နော်ပုံမှန်သွားနေရမယ့်အခြေအနေတစ်ခုရှိရတော့သွားနေတယ်ဆိုတာပဲရှိပြီးတော့တကယ်တော့ရှာတွေ့လို့ ကိုကလုံနေတာမဟုတ်ဘူးဒါပေမဲ့မတည်စားတဲ့လူဟာအရာကြာဘာဖြစ်လဲဆိုလုံနေတဲ့အရာငါအတွက်တော့ဟုတ်တော့မဟုတ်နေဘူးဆိုတဲ့ feeling ခံစားချက်တစ်ခုခုရှိနေတဲ့အတွက်ဒီခံစားချက်လိုမျိုးရှိတာအဲ့အချိန်က identity ရှာဖို့အကောင်းဆုံးအချိန်ဆိုတော့ကအဲ့လိုအချိန်မျိုးမှာဆိုရင်တော့ recommend လုပ်တဲ့ဥစ္စာ action ကိုတစ်ခုတစ်ခုလုပ်ကြည့်ကြည့် try ကြည့်ကြည့် guitar မတီးဘူးလား guitar တီးကြည့်ပကြီးမဆွဲဘူးလားပကြီးဆွဲကြည့်ကြည့် AI နဲ့ technology နဲ့ဝေးရခံစားလား try ကြည့်အဲ့အဲ့ AI ရဲ့ try and try နဲ့ကိုယ်ဘာကြိုက်လဲဆိုတာကိုတွေ့လာနိုင်မယ် အဲ့မတိကြတာကိစ္စမရှိဘူးမတိကြအောင်ဆိုတော့လွဲနေရဆိုတော့ကိုယ့်ရဲ့ဒီမတိစိတ်ကနေပြီးတော့ဒီ back cam ကနေကိုယ့်ကိုပြောနေတာမဟုတ်ဘူးနင်တခုခုတော့နင်လုံးနေရဥစ္စာမှာဒီကကနင်ရဲ့အရာမဟုတ်ဘူးနင်ရဲ့အရာနင်ရဲ့ passion ဆိုတာတခုခုတော့ရှာနေရမယ်ဆိုတာမျိုးကိုယ့်ကိုမတိစိတ်ကနေသတိပေးနေရလဲဖြစ်နေနိုင်တယ်ဆိုတော့ကတခုခုတော့ trying နေကြည့်ပေါ့နော်ဆိုတော့ကဒီနေ့ video မှာအတူတူအကုန်လုံးပြောရမယ်ဆိုလို့ရှင်ထမင်းစား ပိုမေ့နေလောက်တဲ့အထိကိုစိတ်ဝင်စားနေတဲ့အရာပါလဲကိုအဲ့အရာလုပ်ရင် energy အမြဲပြည့်နေရပါလဲမသေးချာဘူးကိုပါဖြစ်ချင်တယ်မသိဘူးဆိုအဲစိတ်မပြတ်နေအဲ့ဒါ identity ကိုကကိုရှာဖို့အတွက်ကိုရဲ့မသိစက်ကနေကိုကိုလှုံ့ဆော်နေတာပြီးတော့ passion ဆိုတာဘောကမှာတခုပဲမရှိဘူး passion ဆိုတာအများကြီးရှိနိုင်တယ်အဲ့တော့ကိုကကို block မလုပ်လိုက်နဲ့လို့သူပြောပြီးတော့ဒီ video လေးကိုအဆုံးသတ်လိုက်ပါတယ် see you in the next video ပါလေးသိချင်လဲဆိုတော့ like comment မှာရေးထားပြပါအောင်နော်တတ Curie